ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်က ဥဖြိုးကြီးပါဥဖြိုးကြီးဟုတ်ကဲ့ပါဆရာကြီးအသက်40ပါဆရာကြီးအသက်40ကိုရီးယားမှာပါဟုတ်ပြီဗျာစက္ကူစက်ယုံမှာအလုပ်လုပ်ပါတယ်တဲ့ဟုတ်ပြီဆရာကြီးခင်ဗျားတဲ့ကျွန်တော်ကတဲ့စက္ကူဖာတွေကို ဖြတ်ရတာပါတဲ့စက္ကူဖာတွေကိုဖာတွေဖာဖြတ်ရအောင်ဖြတ်ရအောင်နော်ဟုတ်ဆေးရိုက်တဲ့အခါတဲ့မပြီးလဲထည့်ရပါတယ်တဲ့ ဟုတ်ပြီအလုတ်ကားတဲ့နေကင်းထမင်းစားပြီးတနာီနားရပါတယ်တဲ့ဟုတ်ပြီညနေထမင်းစားပြီးတန်းပြီးဆက်လုပ်ရပါတယ်တဲ့ဟမ်ဖြစ်နေတာကတဲ့လေတွေတဲ့ခဏခဏတက်တယ်တဲ့အချင်းလဲတက်တယ်တဲ့၃လလောက်ရှိပါပြီတဲ့နားချိန်သိမ့်နေတယ်နော်ဟုတ်ကဲ့ဟုတ်ပြီနားရတယ်တဲ့စနေတနင်္ဂနွေဆိုရင်တဲ့မဖြစ်ဖဲတဲ့အလုံးလုံးတဲ့ရက်တွေဆို ဖြစ်ပါတယ်တဲ့အဲ့ဒါတော့အလုတ်ထဲမှာသုံးဆွဲတဲ့ ပစ္စည်းပစ္စယပေါ့ဟုတ်ကဲ့ပါဘူးခွန်လို့သုံးတဲ့ပစ္စည်းတွေမှာသူနဲ့မအပ်ဆက်တဲ့အနှံ့သက်ရှိနေမယ်ဟုတ်ကဲ့ပါဆရာအဲ့လိုရှီမန်းသိရင်ဆရာကြီးတော့အကြံပေးခြင်းလေသိလားမတ်စလီတက်ပါဟုတ်ကဲ့ဆရာမတ်စလီတက်ပြီးတော့အလုပ်လုပ်ပါနော်ဖြစ်နိုင်ရင်တိတ်ဆိုးလာပြီဆိုရင်မတ်ပါပါပေါ့နော်ဟုတ်ကဲ့ဆရာအထူးကြီးဆိုမကောင်းပါပါနှစ်ထပ်လောက်တက်လို့ရှိရင်တထပ်နဲ့တစ်ထပ်ကြားမှာသူကလေလေခိုးတာရှိတယ်ဟုတ်ကဲ့ဆရာအထူးကြီးတက်ထားတဲ့ပါပါနှစ်ထပ်လောက် တတ်လိုက်လို့ရှိရင်အဲ့ဒီယောဂအများကြီးတက်တာသွားမယ်လို့ဟုတ်ပါရဲ့ဆရာကြီးနောက်ကိုလှုပ်တဲ့နောက်မှာနောက်မှာဖြစ်နိုင်ရင်လေပေါ်ပေါ်ပါပါပံကာလေးပေါ့ဟုတ်ကဲ့ပါဆရာကြီးပံကာအသေးလေးရှိရလေဟုတ်ကဲ့အဲ့လိုပံကာမျိုးလေးအနံ့ဆိုးရှိတဲ့အချိန်မျိုးမှာပံကာလေးဖွင့်ထားလို့ရှိရင်သိတ်ကောင်းပါလေကျမ်းမာရေးဆိုတာကတော့လက်ကြီးတစ်ပါးလားကျမ်းမာရေးကလက်ရက်ကလက်ထဲမှာအကြီးဆုံးလက်လားအကြီးဆုံးလက်ပါဆရာကြီးအဲ့ဒါကိုလက်မလွတ်ပါစေနဲ့တံပိုးထားတတ်ပါစေလို့ ်ကဲ့ဆေးရမြတ်တာနဲ့မျှဝေလိုက်ပါလေညာအချင်းတက်တာကတော့ဆေးအစာမချေတာလားဒါပေါ့မချေတာပေါ့ဟုတ်ကဲ့ပါဆရာမချေတာမချေတာမချေတာပေါ့ဟုတ်ဟုတ်မချေနိုင်အစာများလို့သူစားတဲ့အချိန်ရလည်းပဲအချိန်မတော်စားရတာ哦ဟုတ်ကဲ့ဆရာတော့ဖြစ်နိုင်လို့ရှိရင်တော့အချိန်မှမှန်စားဖို့ဟုတ်ကဲ့ပါဆရာစားတဲ့အခိုင်လေးမှာဘလောက်ပဲအလုံများများညင်းညက်ဝါဖို့ဟုတ်ကဲ့ပါဆရာညင်းညက်ဝါဖို့နော်နောက်မြတ်တာအောင်ပြီးလို့ရှိရင်ရေလေးတောက်ဖို့ ဟုတ်ကဲ့ပါဆရာကျွတ်အလုံးများလို့ဆိုအစားစားရေတောက်ဖို့တော့သိမရဘူးဟုတ်ကဲ့ပါဆရာတကယ်ကိုရေကိုမတောက်ကြဘူးဟုတ်ကဲ့ပါဆရာအဲ့ဒါဆိုတော့ထမင်းကိုချက်တဲ့အခါမှာစံလေးကြီးထည့်ပြီးတော့ရေကနည်းနည်းလေးနဲ့ထမင်းချက်ထမင်းပြတ်မှလည်းဂျိုးတူသွားတာလားဂျိုးတူသွားမှာဆရာအဲ့ဒါအိုးရက်စံဂျိုးတူတာကိစ္စမရှိဘူးအစာရင်ဂျိုးတူတာအဆက်ဆက်ဒုက္ခပေးတယ်ဟုတ်ကဲ့ပါဆရာရက်သက်ကြီးတွေဂျိုးတူသွားမယ်သွေးတွေဂျိုးတူသွားမယ်အသားတွေဂျိုးတူသွားမယ်ဝဲတွေလိုညှင်းတွေလို့ နာတွေပေါက်လာမယ်အရေပြားတွေဂျူးတူးသွားမယ်အယိုးတွေဂျူးတူးသွားမယ်ဟိုကကြီးပေါင်းတက်တဲ့တရားကြီးပေါင်းတက်တဲ့ထိုင်မရဘူးထားမရဘူးဖြစ်မယ်ဟုတ်ကဲ့ပါဆရာနော်အဲ့လိုမဖြစ်အောင်အစာတလုံးပါဖြစ်တယ်လေဒုတ်တစ်ချက်တည်းဒုတ်တစ်ချက်ကိုလည်းညံမမီရတော့အစာတလုံးတစ်ချက်ဆိုတော့ဩမီရွေးပထွေးနဲ့နေရတဲ့ခလေးတွေသိတ်တနာစရာကောင်းနေအစာစားရင်ပထွေးလွတ်တဲ့သူက မထရာရေးထရာရေးဒုံးနဲ့ရိုက်ပြီးမှကျွေးတယ်တွေ့တာဘယ်ဟုတ်မှလဲတကယ်ရဟုတ်ကဲ့ဆရာဟုတ်ဟာလည်းမမှားပါဘူးဒါမတည့်တဲ့အစာစားလိုက်တာကိုယ်ဒုတ်တစ်ချက်ရိုက်ထားတဲ့ဆိုးတဲ့ဒုက္ခတွေခန္ဓာဒုက္ခတွေဟုတ်ကဲ့ပါဆရာကြီးအခုခံစားနေရတာမျိုးတွေဟုတ်ကဲ့ခံစားပါလိမ့်မယ်အဲတော့မတည့်တဲ့အစာကိုဒုတ်ရိုက်ခံရတယ်မစားပါနဲ့တည့်တဲ့အစာကိုတက်ကြွသူနဲ့မေးမြန်းပြီးတော့မျှတအောင်စားပါလို့ ဆရာကြီးအကြံပေးပါတယ်အခုဆရာကြီးတို့မေးတော့လေဆရာကြီးတို့ကအချိန်ရသလောက်နဲ့မေးဖို့မမူတည်ပြီးတော့ဖြေလိုက်ပါတယ်နောက်ထပ်မရှင်းတာရှိရင်ထပ်မေးရရှိမေးပါစိတ်ရှိလက်ရှိဖြေပေးကြဖြေပေးပါမယ်လို့ဆရာကြီးရဲ့ဟိုဟာပေါ့နော်တမီးကတော့ဒီအချိန်ပေါ့နော်အဲ့ဒါကြောင့်ဗီဒီယို10ခုလောက်ပေါ့ဆယ်ခုလောက်ကြည့်လိုက်တယ်ဆိုလို့ရှိရင်ဘာပြောပြောခြုံမိသွားတာပေါ့နော်။အာအဲ့ဒါသိမ့်မှန်လေ။ဟုတ်ကဲ့ဆရာကြီး။အဲ့ဒါတော့ဆရာကြော်ညာသလိုဖြစ်မှာသလို့ ပြောမှအာနာလို့ဒါဒီလိုတွေပဲလေဟုတ်တယ်သူတို့ကတခုတချို့ကြတော့ကျွန်မယောဂမဟုတ်ဘူးပေါ့နော်သူဖြစ်နေတာခုနကလို့ဆရာကြီးရဲ့ဟိုဝမ်းသွားလွန်းတာဖြစ်ရင်ဖြစ်မယ်ဒါပေမဲ့အခုချိန်မှာဆရာကြီးကလည်းအစာစာနည်းလေးပြောပြလိုက်ရင်ဒီဟာလေးကလည်းသူနဲ့သူမိအဲ့ဒါလေးပဲလေဟုတ်ကဲ့အမေရိကန်နိုင်ငံရဲ့ပူလန်ပါလေဟုတ်ကဲ့ဆရာကြီးဆရာမေးဆက်ပြောတယ်ဆရာသိကုံယူတာသိဝမ်းသာပါလေ ဟုတ်ကဲ့ပါဆရာ။ကျမကိုယ်လည်းဆရာတော်မကြီးပါတဲ့။ဟုတ်ကဲ့ပါဆရာ။ဒါပေမဲ့ကျမမှန်မှန်လေးနားထောင်နေတဲ့။မင်းနားထောင်ပြီးတော့ဘေးနားမှာဗလာဆောင်လေးတုံးနေကျမမှတ်ထားဆိုအခုအများကြီးရနေပြီတဲ့။ဟုတ်ကဲ့ဆရာ။အဲ့တိုင်းလိုင်းနာကျင်တော့ကျမမှာကျမရဲ့တိတ်တိတာကောင်းပါလေတဲ့။ဟုတ်ကဲ့ပါဆရာ။သူ့အာကိုတကြီးနေပေါ့နော်။ဟုတ်ကဲ့ပါဆရာ။ဒီဘနိုင်ငံနှံ့မှာရောက်နေကြတဲ့ဒီကအလုသွားလုကြတယ်ဒီအကြောင်းမျိုးဆိုရွှန်းနဲ့ ပြပရောက်နေကလေးတည်းသူ့အာဂုတ်ကြီးမေးတယ်ဟုတ်ကဲ့ပါဆရာမေးတော့သူကပြန်ပြောပြတယ်ပေါ့ဟုတ်ကဲ့ငါငါလည်းဖြီးပေးမယ်နုအားလို့ရှိရင်အဲ့ဒီဥစ္စာနေပြီးတော့ပင်လုံးကနေပြီးတော့ဟုတ်လားဟုတ်ကဲ့ပင်လုံးပါဆရာကြီးအဲ့ဒါလေးနားထောင်ကြပါလားဆိုတော့ဟာဆရာမေးရအဲ့ဒါဘိန်တော်ကြီးပြလို့ပြောတယ်တဲ့ဟုတ်ကဲ့ဆရာကြီးဟာအဲ့တော့အဲ့ဒီပြောတဲ့ကလေးကိုဆရာတနာသွားတာဟုတ်ကဲ့ဆရာကြီးဟိုစိတ်ထဲမှာအပြစ်မမြင်ဘူးနော်ဟုတ်ကဲ့ဆရာကြီးဒီဥစ္စာတွေကတကယ်တမ်းကြတော့တိုင်းရင်းစည်းကိုဆရာကြီးက စာရန်တဆောင်ရေးတင်ပြီးဘူးတည်းဒီလားဟုတ်ကဲ့ဆရာကြီးចောင်းတင်ဘာသာရအဖြစ်စပြီးတော့နော်မူလရန်အလေရောက်တယ်နည်း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 ချင်းတင်ပြလိုက်ရင်ဥမာကဘာမှာတိုက်ချောက်တိုက်ရှိတယ်ဆိုတာကဘာသိတယ်လို့လူခန္ဓာကိုယ်မှာဓာတ်ကြီး၄ပါးရှိတယ်ဆိုတာသိရဟုတ်ကဲ့ဆရာကြီးဒါပထဝီဆွေတဲ့တက်ဆေဘေမွေးညင်းခြေသေးတော့ခြေသေးလေတဲ့20တောင်ရှိတယ်ဟုတ်ကဲ့ဆရာကြီးအရေးဆွေတဲ့တက်မျက်ရည်ချွေး သွေးနှက်ကျင်ငယ်ဆွဲတတ်အဲ့လိုရှိတဲ့စာလေးတွေကိုနည်းနည်းချင်းများသင်ပေးနိုင်ရင်ခန္ဓာတော့ရောက်တဲ့ခါကျတော့ကလေးကသူ့ကိုယ်သူတော်ဆောက်ရှာတတ်ပါဘူးဟုတ်ကဲ့ဆရာကြီးအခုကအဲ့ဒီဟုတ်စာကအထမမြောက်ဘူးပေါ့နော်ဟုတ်ကဲ့ပါဆရာကြီးအထမမြောက်တော့အဲ့ဒါလေးများလုံနိုင်ကြသေးရင်လည်းပဲကျန်တဲ့လူတွေဆရာတို့ရဲ့အရွယ်လုံလို့အခုချိန်မှလာအကူကြီးတော့လုံနိုင်မှုအားမရှိတော့ပါဘူးလို့ပဲပြောချင်ပါတယ်80ကျော်ပြီဆိုတော့ ဟုတ်ကဲ့ပါဒါဆိုကိုကနေဝင်ခြင်းရောက်လာပြီလေဟုတ်ကဲ့ပါဆရာဝင်ပြောတက်ဝေးကစကားနဲ့ပြောနီးပါပြီဟုတ်ကဲ့ပါဆရာကြံတဲ့လူတွေကိုတော့တက်နှုတ်ခဲ့ခြင်းပါလေဆရာတို့လည်းဆရာတို့လုံနိုင်တော့တော့အကောင်းဆုံးနဲ့အကျိုးစားဆုံးလုပ်ပေးသွားပါလေဟုတ်ကဲ့ပါဆရာဒါလေးဆက်ပြီးတော့ဆောင်ရွက်ကြပါဦးလို့ကျေးဇူးတင်ပါခင်ဗျာနော်ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးပဲအစာဝအနာကင်းဘုရားရှင်ကြပါစေဗျာ